ရှာနီကိုရဲ့ရဲ့တိခက်ငါဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်းလေးတငယ်ချင်းတွေကရည်တံမျိုးစုံနဲ့ရည်နေကြသည်စိုးချိန်ကတော့သူတို့နဲ့အတူရှက်ရှက်နဲ့လာရည်ရမှာလားဒေါသဖြစ်ရမှာလားဝမ်းနေရမှာလားမကွဲပြားတဲ့ဖြင့်ဒီအတိုင်းပဲငြိမ်နေလိုက်သည်ငါကဒါကိုလှဲ့ကွက်လို့လုံးဝထင်မထားတာအမှန်ပဲတိခက် တက်ကင်ဘွားကောက်ပြီးရင်ငါစီ ပြန်လှည့်လာမယ်လို့ပဲထင်ထားတာမင်းကြည့်တော်တဲ့မှာပဲဘယ်မင်းကလေးကကိုကိုရီစားစကားပြောမဲ့ယောက်ျားလေးနာကိုပြန်လာမှလေဟာငါရိုးရိုးပဲတွေးတာဟုတ်ကွာဟာအချစ်မှရိုးရိုးတွေးလို့မရဘူးဆိုချေဒီပုံစံတိုင်းဆိုရင်တော့တိတ်ခက်ကတွေ့ကြုံရှိပြီးသားဆိုတာသိကြနေပြီရိုးရိုးလိုက်လို့မရတော့ဟာအဲ့ဒါလို့မလိုက်လို့ဆိုချင်ရကနန်းသားသွားပြီးတော့လိုက်ရမှာလား မနှောင်းနဲ့မနှောင်းနဲ့မြင်မှုငါတကယ်ပြောနေတာတိခဲ့ရဲ့နေထိုင်သွားလာအားနေချက်အာသာချက်တွေကြည်ပြီးတော့လိုက်မကိုဖြစ်တော်မှာအဲ့တော့အလိုက်တာခဏရက်တိခဲ့ကိုအရင်လေးလာမကိုဖြစ်တော်မယ်အောင်ခန့်ဤစကားကို စိုးချိန်ကသဘောတူက နောက်ရက်များတွင်တိခဲ့ကိုလေးလာရေး operation စကြလေတော့သည်နောက်နေ့မှာတိခဲ့ကိုတငယ်ချင်းများအလဲတွင် တွေ့ရ၏သူတို့ကလည်းအနာတို့မကက်အဝေးကပင်လေးလာသည် တိခက်တငယ်ချင်းပုံစံတွေက satellite ကလာတဲ့နဗန်းသမားတွေပုံစံမျိုးအနာကတားနဲ့တစစီဆွဲဖြဲလွင့်ပြလိုက်မဲ့ပုံတိခက်ကတော့လုံခြုံနေသောတငယ်ချင်းတွေထဲမှာရှိလိုက်ပေါ်လိုက်နေပျော်ရွှင်စွာရှိနေသည်တငယ်ချင်းတွေရှိနေရင် သူ့အနာမကက်ရဲဟုတိခက်ကယူဆပုံပေါ်သည် အောင်ခန့်ပြောတာမှန်သည်တပတ်ခန့်နေလာပြီးသည်နှင့်တိခက်ဤအားနဲ့အာသာချမ်းနဲ့ဒလိစီရိုက်အနေငယ်ကိုတည်လာရသည် တိခဲဤအာသာချက်မှာတငယ်ချင်းများဖြစ်ပြီးအာနယ်ချက်မှာလည်းတငယ်ချင်းများပင်ဖြစ်လေသည်တိခဲတငယ်ချင်းတွေကတိခဲနာမှာအမြဲမရှိကြတင်းတင်းလာပုတ်တဟုတောက်ကြတာရှိကြသည်အင်္ဂါကြတာပရိမှာတိခဲတယောက်တည်းအသွားပြန်လောက်ရဤသေးကြတယ်ငါဒီဘက်အင်္ဂါနေကြိုးစားမကွာမလုံးနဲ့အောင်ဆိုချင်သူတယောက်တည်းရှိတယ်နဲ့မင်းသွားလိုက်ရင်သူကြောက်ပြီးနောက်နေ့တငယ်ချင်းတယောက်ယောက်ကိုတင်းခေါ်ထားရင်ဂွင်ပြက်ကုန်မယ် အတော်ဆုံးကဘာလို့အောင်မတော့ဘူးဒီပန်နီရစလုံးလွတ်ပေးလိုက်ဒါဆိုရင်သူ့တငယ်ချင်းတွေမရှိလဲမင့်မလိုက်ရဲပါဘူးဆိုပြီးသူစိတ်ချသွားလိမ့်မယ်အတင်းကျပ်ဖို့ခေါ်ထားတော့မှမဟုတ်ဘူးအဲ့တော့မှလိုက်ပြီးတော့စူးစမ်းပြီးတော့မာဖြူပါရော နီးဖြူဟာပါအပိအထာရသဖြင့်အောင်းခန့်ဤစကားကိုသူမလွန်ဆန်ရဲ့သူပြောတာကတဘာဝလဲကြသဖြင့်ငိမ့်နေလိုက်ရသည်ဒါဆိုရှေ့ပတ်အင်္ကာမပေါ့အေး အဲ့ဒါကိုကြိုးစားတဲ့အခါဘယ်နည်းကိုသုံးမလဲမင်းသိလားစကားဆုံးတော့အောင်ခန့်ကပြုံပြုံကြီးသူ့ကိုကြည့်ကနေ၏မိကွန်းတစ်ခုမေးပြီးပြုံပြုံကြီးအကြည့်ခံရတာလောက်သူ့ဘဝမှာဒေါသဖြစ်တာမရှိသို့တော်လည်းအခုတော့ဘာမှမတတ်နိုင်တိခက်ရဲ့တိခက်မင်းနဲ့ပတ်တန်ရရကိုအရှုံးပေးနေရတာငါပါပဲဟိအောင်တည်ရင်ပြောကွာငါ့ကိုရတာလားခံနေနဲ့မပြောလဲနေတငယ်ချင်းဆိုတော့ဒီလောက်တော့သူပြန်ပက်လိုက်ရသေးသည် စကားကိုစင်ချင်းပြောဆိုချေငါကတိခက်ကိုတည်တည်ချာချာလေ့လာထားတာငါတို့သုံးကမန်ဒီကသူငါတို့ကိုလောက်သွားတယ်နီးလို့ပဲအမတ်မထင်တဲ့အကွက်ပဲဖြစ်ရမယ်အတူလက်ထဲကိုမင်းစာရောက်မဲမသိရောက်သွားမယ်နီးမျိုးပဲအတားဆိုလဲပြောကွာဒီလိုကွာတိခက်ကဘတ်စကားမတိုင်ကိုရောက်တဲ့အခါသူပေးရမဲ့ဘတ်စကားကကို သူ့ကြောဖို့အိတ်ဘေးက လွယ်အိတ်ကျိုးတာမှညှက်ထားလေးရှိတယ်ကားပါကိုရောက်မှဟို၌ဒီ၌ ရုံမပြည့်ရအောင်ပေါ့ကွာအဲ့ဒီချက်ကိုငါတို့ကောင်းကောင်းအတုံးချရမယ်ဆိုချင်အဲ့တော့ငါဘာလို့အောင်မလဲတိကျအိတ်ကနေအဲ့ဒီပက်ဆက်ကိုသွားဖြုတ်ထားပြီးတော့ကားပေါ်ကြမှာကားကပေးရမှာလားတငယ်ချင်းအားလုံးကတဟဟအော်ကာရည်ကြလေသည်အေကန္နာဒီကောင်နေဒါကိုပြောထားပြီးဖြစ်လိမ့်မည်အစီအစဉ်ကိုမသိတာကသူတယောက်တည်းဖြစ်လိမ့်မည်မျက်စွေကရည်လို့အာရမှာမိမဆိုးဆိုချင်တဝက်တော်မှန်တယ်မင်းတိခက်ရဲ့ပက်ဆက်ကိုဖြုတ်ရမယ် ဲ့ဒီပတ်စံနေရာမှာမင်းရေးထားတဲ့စာကိုထည့်ရမယ်။ငါစာကိုထည့်ရမှာ။အေးလေအဲ့ဒါမှတိကက်ကကားကပေးဖို့ပတ်စံကိုယူတော့မှစာဖြစ်နေမယ်တိမာပေါ်ကကဲပြီရော။အင်းတိတ်တော်မစိုးဟု သူတွေ့ရသည်။မင်းပတ်စံနဲ့စာနဲ့လဲလို့ရအောင်ငါတို့သုံးယောက်ကတိခက်ကိုအာယုံပြောင်းပေးထားမယ်။တခိုးတို့ဤလင်းမြန်တော်လက်မျိုးဖြင့်တော့အလုပ်လုပ်ပွားကွာ။တို့တို့နှင့် ရှေ့ဘက်အင်္ဂါနေ့ကိုသူတတ်တိရှိစွာဖြင့်ဆောင်ဆိုင်နေလေသည်တညအလုံးမအိပ်ပဲရေးထားသော သူ့ရီစာစာကိုကြောင်ရောက်ရောက်ချင်းတငယ်ချင်းများအလုံးဝိုင်းကန့်ကွက်ကြ၏ A4 size စာရွက်နှင့်နှစ်ရွက်အပြည့်ရေးထားသော သူ့ရီစာစာမှာတော်တော်မျက်နာငယ်ရသောဘဝသို့ရောက်သွားသည်ဒါမိုးမိုးအင်းရဝိထုတို့ပြိုင်ပွဲဝင်နေရမဟုဆိုချင်းမင်းရေးလာတာတွေကမလို့အဖဲနဲ့အဖွဲ့အနှုတ်တွေတိတ်များနေတယ်။အော်မြတ်ဆွေရောက ရင်ထဲမှာဖြစ်နေတာသူတိအောင်တော့မေးရတော့လောက်ကွာဟာဒီနေ့က information technology လို့ခေါ်တဲ့ ITK ကွာတရင်ချက်လက်ကိုပဲမင်းပေးတင်နေမင်းသူ့ကိုချင်းချစ်တယ်ပေါ့ကွာသူ့စီအပြေကိုတိချင်းလဲအတိချင်းနေပေါ့ကွာချစ်တယ်ဆိုတဲ့စကားရှိမှမျက်မျက်နှူးနှူးဆိုတာလောက်တော့ငါတို့ခွင့်ပြုတယ်တော်ပြီမြန်မို့ငါတိခက်ကိုစာမပေးတော့ဘူးမင်းတို့ကငါနှလုံးသားတွေကခံစားချက်တွေကိုတိတ်အနိုင်ကျင့်နေကွာတော်ပြီ အမဟုတ်ဘူးဆိုချင်မဟုတ်ဘူးမင်းငါတို့ထင်လွဲနေပြီအဲငါတို့ဟာခြေနေရမေးကိုကန့်ခွဲရတာလေမင်းစဉ်းစားကြည့်လေမင်းစာနဲ့လဲရမယ်ပတ်စံ10တန်ဒါမှမဟုတ်15ကျက်တန်အလွန်ဆုံး90တန်กว่าမင်းစာရွက်ကအဲ့လောက်ထူးနေအဆင်ပြေပါမလားกว่าအမေတကူးကူအဆင်မပြေရင်လည်းမင်းမဲခံစားရမယ်กว่าဒါကြောင့်ပြောတာအောင်ခံပြောတာတေချာနေတဲ့ဖြင့်သူဘာမှပြန်မပြောနိုင် တငယ်ချင်းတွေရဲ့စေတနာကိုသူအားနာသွားမိရပြန်သည်မြတ်မိုးကပြုံးကဝင်ပြော၏အမီးတို့နှလုံးသားချင်းဆေးပြေသွားရကြမှနှလုံးသားချင်းချက်တလောက်ဆက်သွဲကြကွာငါတို့ဘာမှဝင်ပြောစရာမလိုတော့နောက်ဆုံးသူ short coding နဲ့ပင် A4 site တဝက်စာလောက်တော့ရေးခွင့်ရသွားသည် area ကျင်းသွားသဖြင့်ထိရောက်မှုရှိဆုံးစကားလုံးတွေကိုသာဆိုချင်ရွေးချယ်ရေးရတော့သည်စာရေးပြီးတော့တိကျက်အလာကိုစောင့်ကြရသည်ပေါ်ပေါ်ထင်ထင်တော့မဟုတ် ဒီနေ့တကယ်ဆမှာဆိုတော့တိခက်လုံးဝမရင်မရအောင်တိခက်မမြင်ရတော့နေရအတော်ဝေးဝေးမှတိခက်ဘလို့လဲဆိုတာကိုကြည်ရသည်တကယ်ချင်းများမပါတော့လဲတိခက်သည်ပထမအဆင့်အင်္ဂါနေ့တုန်းကလိုတုံ့ထုံနေခြင်းမျိုးတော့မရှိသူ့ကိုလည်းမတွေ့ရသဖြင့်သူမလိုက်တော့ဟုဆိုကစိတ်ချယုံကြည်သွားဟန်တူသည်ခက်အေးအေးပင်ရှောက်ခါသွားနေ၏ဆိုချိန်တကယ်ချင်းတွေကိုကြိတ်၍ကျေးဇူးတင်နေသည်သူတမနက်ခင်းလုံးစားလဲကောင်းကောင်းမတင်နိုင် ဟိုကောင်နေအုပ်စုလိုဟေးဟေးဟာဟာလဲပြောလို့မရကာကန်ရှင်နဲ့ဘေးလူဒီလောက်တော့ကွာမီးဟုထင်သည်နေ့လယ်တိခတ်တို့အတန်းပြီးချိန်ထက်10မိနစ်စောကသူတို့မှလာထိတ်မှတ်တိုင်တို့ရောက်လာခဲ့သည် အောင်ခက်မျက်စွေနဲ့မျက်မိုးတို့ကမှတ်တိုင်ထဲမှာကြိုတင်နေရယူထားကြသည်သူကတော့တိခတ်မမြင်ရလေအောင်ပုတ်ကလပ်ထဲမှာဝင်ကပုတ်နေရ၏ဂျက်စင်ရှိဝင်ပေါက်မှတိခတ်နေကောင်မလေးတယောက်အတူတူစကားပြောရင်းထွက်လာတာကိုမြင်တော့သူရှင်ဘူးကသွားလေသည် ျာတစ်ခက်အပြင် နောက်တယောက်ဖို့တယောက်သာပါလာရင်တို့အစီအစဉ်ပြတ်ပြီတစ်ခက်ကကောင်မလေးနေရှိကောင်ဘောကအတူလျှောက်လာနေသည်မာလာမှတ်တိုင်ဘက်သို့လူကူးမြင့်ကြကိုရောက်တော့မှသူကောင်မလေးနဲ့လမ်းခွဲကသွားလေ၏ရှင်ထဲမှာပင့်ချီထားရသောတက်ပြင်းကိုခြာရင်းစိုးချိန်အခုမှအသက်ရှူနိုင်လေသည်အော်ဒီ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 ကဒီเจ้าကเจ้าသူထင်တယ်နော် ဟုတ်တယ်ဘာဖြစ်လို့လဲဟိုးဟိုးကျွန်တော်တို့ကလည်းဒီเจ้าကเจ้าသားတွေပါအဲ့ဒါဘာဖြစ်လဲဦးเจ้าเจ้าလာမလို့နဲ့နော်အာမဟုတ်ပါဘူးဗျာအဟိဟောက်တာနေစမ်းပါဒီလိုခက်မြကျွန်တော်တို့ကလေနေရเจ้าသားတွေဆိုတော့ကမ်းမစီတတ်လို့ပါဗျာဘယ်ကားကဘယ်ရောက်မှန်းကိုမသိတာအဲ့ဒါအကူညီတောင်းချင်လို့ပါခင်ဗျရှင်တို့ကဘယ်သွားချင်လို့လဲစိုးချိန်ကပုတ်ကလက်တဲ့ကအသာထွက်ကကမ်းမတ်တိုင်း နောက်မီကြောင်ညာဆိုင်ပုတ်ကိုကွယ်ရင်တိကက်ညှက်ထားသောပက်ဆံကို ယူရန်စူးစမ်းနေပြီဖြစ်သည်။အရေးတဲ့တိကက်ကပခုံးကိုဟန်ချီကစကားပြောနေသဖြင့်ပက်ဆံကိုယူလို့မရသည်။သူ့လက်တွေကတုံရင်နေ၏။ဟို။အိုးကျွန်တော်တို့သွားချင်တာလေချော်တွင်းဝဟုပါခင်ဗျ။ရှင်။ဟာဟျောင်းချော်တွင်းဝမဟုတ်ဘူးလေချော်တွင်းခုံစင်းဆိုလားဘာဆိုလား။အာ ဒီမှာချော်တွင်းကုန်းစင်းဆိုတာမရှိဘူးကွာအဝပဲရှိတာအေးဟာလိပ်စာဖြန့်ချီကွာချော်တွင်းဝဆိုတာတော့ဟုတ်ကူမဟုတ်ဘူးကွာဇက်တိုက်ထားသည့်အတိုင်းအောက်ခန့်ကသူ့အင်ကြီးအိတ်ထဲမှာစာရွက်ပေါင်းစုံကိုထုတ်ကရှောက်ရှာသည်တိခက်လဲထိုကောင်နဲ့လေကြောမှာမျောသွားကသူ့အောင်မြင်စွာပက်ဆန်ကိုထုတ်ယူသည်အဲဒီစာရွက်မဟုတ်ပါဘူးကွာမင်းမှတ်တာစာရွက်တေးသေးလေးပါအော်ဒီမှာဒီမှာတွေ့ပြီတွေ့ပြီအဲဒီမှာကြည့်ဒီမှာကြည့် တိခက်ကစိတ်ဝင်စားစွာကြည့်နေတော့သူစာကိုအသေးချာပြန်ထည့်နိုင်ခဲ့လေသည်။အော်ရှင်းတော့ချော်ရင်းဝမဟုတ်ပါဘူးချော်ရင်းကုံစင်လည်းမဟုတ်ပါဘူးချော်ရင်းကုံမှာချော်ရင်းကုံချော်ရင်းကုံချော်ရင်းကုံကဒီဘက်ကနေစီးလို့မရဘူး။အာဒါကရန်ကုန်နဲ့တောင်ပိုင်းဘက်ကိုသွားတာ။ဟိုဘက်မှတ်တိုင်းကနေစီးစွချင်ကသူ့အလုပ်တောင်ဝင်ကျပြီဖြစ်ကြောင်းချက်ပြကအသာလက်သည်ခုနကကြောက်လွန်းသဖြင့်တဒုတ်ဒုတ်ခုန်နေသောရှင်သည်ခုတော့ ဝမ်းသာလုံးစုကရင်ခုန်တန်ကိုပင်ပြောက်ခါသွားလေသည်ဂျေစုပါပဲဗျအကျွန်တော်တငယ်ချင်းစိုးချင်ဆိုတဲ့ကောက်ဦးလေးရဲ့နာရီကိုတွားမလို့ပါကုတီရာဂျေစုပဲနော်ရပါတယ်စိုးချင်ဟုစိတ်ထဲကရေရွတ်ဤသို့တော့စိတ်နှင့်ခြေနက်စွာရေရွတ်သောအတန်သာဖြစ်လေသည်အေကွန်ဘတ်တစီထိုးရက်သည်ဖြင့်တိကက်ကြောဖို့အိတ်ကလေးလွယ်ကတက်သွားတော့ သူတို့နောက်ပေါက်မှာအသာတက်ခဲ့ကြသည်ဒီပုံစံတိုင်းဆိုရင်သူတို့ operation က80ရာခိုင်နှုန်းအောင်မြင်သွားပြီဖြစ်လေသည်တစ်ခက်ကတီတီငင်ငင်ပင်ခုံအပေါ်တက်ထားသောလက်ကင်ခွင်းကလေးကိုကင်ကာကားစီလာသည်ဗားရီများတွေးနေလဲတစ်ခက်ရဲ့မင်းကြောဖို့အိတ်ကလေးရဲ့အပေါ်မှာငါရင်ခုန်တန်နေပါတယ်လေထိုချိန်တွင်သူတို့ရင်ခုန်ရသောအတန်မှာစပယ်ယာကြီးအတန်ပင်ဖြစ်လေသည်ကဲအားလုံး၁၁ယောက်တက်လာတယ်နော် ကိုအသီးစိမ့်နဲ့ကိုထုတ်ပေးနော်လက်တို့ပြီးတော့ပတောင်းချင်မူမှုံဝါးဝါလောက်မိချာနဲ့ကဲကော့ဆရာအတီးပေါက်ကလေးနဲ့လှုပ်ရှားနေရတာပါဗျာစီဝါမဖြတ်ပါနဲ့အင်းရမိပါလေလက်စိတ်ဒုက္ခမရောက်ရအောင်ထဲတိုးဝင်လားထဲတိုးဝင်လားပြီးရင်တယောက်နဲ့တယောက်ဓာတ်လိုက်တယ်လို့ကတ်ထားနှစ်ယောက်လားအာခဏလေးဗျအတဆယ်ပြန်အဲမယ်ချောက်ရောက်ကြံသေးတဲ့ဗျာချောက်ရောက်ကြံသေးတဲ့ဗျာအဲလောက်ကြပါဗျာလောက်ကြပါဗျာကိုရွှေစပယ်ယာကဗဇက်ဒရက်ဆက်အော်ရင်လှမ်းပြီးတဲ့မြပတ်စံတွေကိုတင်းကျုံက သူတို့နောက်ပေါက်သူတိုးကက်လာသည်ပြီးတော့မှလက်ထဲကပက်ဆန်တွေကိုလုံးချေထားရမှပြန်ဆန့်ကာထလိုက်သည်ဟာစပယ်ယာကပက်ဆန်တွေကိုဖြန့်နေရမှအံ့ဩကသွား၏သူ့လက်ထဲမှာရောက်နေတာကပက်ဆန်မဟုတ်စာတစောင်းဒီစာကခုနကကြောပေါ်အိမ်နဲ့ကောင်မလေးထံကရရဲဆိုတာသူမှတ်မိသည်ချစ်ကလေးနေ့စဉ်ကိုမြန်နူးစွာမင်းကိုချစ်မိနေတယ်ကွာတဲ့ဘင်းနဲ့ကိုနေ့စဉ်ဆုံတွေ့ရမှုရဲ့ ဥဥဥဥအတန်ကိုထွက်ခါစားဖက်နေသောဆွေရာကိုအချိန်မီကလေးဆိုးချိန်သောအုပ်စုကဝိုင်းဆွဲကပါးစပ်ကိုပိတ်လိုက်ရခြင်းဖြစ်၏။ဗာမန်းမသိသဖြင့်အတင်းယုံကန်နေသောဆွေရာကို အတင်းကက်ကရှင်းပြရသည်။ဟဲလူအရာကျုပ်တို့စာမာပြီးခပြစီရောက်သွားတာဒီစားအတွက်ပဆန်ကိုကျုပ်တို့ဆိုင်ပေးမယ်ဟုတ်ပြီလား။နားလည်နေနော်။မဟုတ်ဘူးဗျဒါကျွန်တော်ပေးတဲ့စာ အာ ဘရလာဟောအောင်ပါလဲဗျာကျုပ်တို့စာပါဗျာသိကြပါရဲ့စိတ်ချပါဒီမှာဒီစာအတွက်30အဲကျုပ်တို့၄ယောက်က40ဟုတ်ပြီလားရှင်းမှတ်တိုင်းလဲတန်းပါတယ်ဒါပဲရှုံနေရပဲဗျာလက်ထက်ရောက်တာကိုလည်းအတင်းလူလိုလူနဲ့ဘာရင်းမဲ့မသိဘူးလဲတန်းပါတယ်ဟဲ့လူရှုပ်တယ်ရှင်းမယ်ကားထွက်သွားတော့တိခက်ကဘာကုံမမသိစွာအီချမ်းငိန်သက်စွာလိုက်ပါသွားလေသည်ကားအောက်ကိုရောက်တော့မှ ူတို့အားလုံးတောက်တခက်ခက်လဲတကာကာရှိကြသည် နောက်ဆုံးစင်ကိုရောက်မှသူတို့ကြိုးစားသည်များအလဟတ်သက်ဖြစ်ရသည်မဟုတ်ပါလားတိခက်ကလည်းလွန်လွန်းအောင်ကိုအာသည်စာနဲ့ပတ်စံကိုတောင်မှသတိမထားမိဘူးလားစိတ်ရှင်းသူပြီးပြီးပေးနေကြတိုင်းပေးတာလည်းဖြစ်နိုင်ပါသည်အံကားတို့ကန်ကောင်းတာတစ်ချက်ကဒီကိစ္စဖြစ်သွားတာကိုတိခက်လုံးဝမသိတာပဲကွာအေးငါတို့မအောင်မြင်လိုက်ဘူးဘာမှလည်းမဆုံးရှုံးမှုတည်ရည်ပဲ အော်ငါတော့တုံလုံးမှုတွေရင်ခုန်တန်းနေဆုံးရှုံးနေတငယ်ချင်းတို့ဟာတို့စကားကိုသာစူချိန်ကပြောနိုင်တော့လေသည်နေကတူတူပြီးတယ်ဆိုတာဘယ်လိုလုပ်တည်လဲအစပယ်ကပြောပြတာပေါ့ဟာဒီကောင်ငါ့ကိုလက်လျှော့သွားပြီးထင်းနေတာဒုက္ခပါပဲဟာနေလို့မရှိရနေဆိုဒီကောင် ထက်လိုက်ရင်ငါတို့တယောက်တည်းဘယ်လိုလုပ်ရမလဲတကယ်တကယ်စိတ်ညစ်နေခြင်းဖြစ်သည်ဒီ90ကောင်တူနာရောက်လာရင်ရင်တုံတလုံးလုံးကြောက်တလို့ ရှက်တလို့စသောစိတ်လှူရှာတန်ဒီကိုသူမခံစားနိုင်။တယောက်တည်းဆိုတော့အားကလည်းငယ်သည်။အင်္ဂါတို့လည်းကျူးရှင်ပြီးတာနဲ့ကြောင်းကိုတန်းလာပါတယ်ဟာ။ဘိုက်စာတာတောင်မှကြောက်ရောက်မှစားကြတာ။နေတော့မရှိတော့ပုံအားငယ်တာပေါ့ဟာ။အော်ဒီကောင်နေဘူးလေ။ပညာပေးဖို့ငါ့ကိုတခုခုတင်ထားပေးခဲ့ပါဦးဟာ။အနေနို့မှာဘာနည်းရရှိသေးလဲ။မေဆွေးကပြုံးကတိတ်ခဲနာသူဆွေကနေရောက်သွား၏။ တို့အုပ်စုထဲမှာမေဆိုးကအတွက်လက်ဆုံးယောက်ျားလေးတွေနဲ့ပတ်သက်လို့အတွေ့အကြုံနဲ့အများဆုံးဖြစ်သည်အမလေးငါကုံမေးမေဆိုးမှာယောက်ျားလေးရှောင်းဒီပေါင်းတသန်းလောက်ရှိတယ်စာအုပ်တောင်းထုတ်လို့ရသေးတယ်တိလားယောက်ျားလေးဆိုတာရှောင်းဖို့အရန်လွယ်တာ အမိခံဖို့သာခက်တာဟာတိလားအပေါက်ကြီးပြောမနေစမ်းမနဲ့မေဆိုးကတိခက်ဘာလို့အောင်လဲဆိုတာပြောစမ်းပါဒီလိုကွာကမ္ဘာပေါ်မှာ အဖေယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးတယောက်နောက်ကိုရီစာစကားပြောဖို့လိုက်ကြတဲ့အခါကြောက်ကြောက်နဲ့လိုက်ကြတာကြီးပဲအဲ့တော့ငါတို့ကတိထားရမယ်မိဘမှမကြောက်နဲ့တိခဲ့အဲသူကြောက်နေတယ်ဆိုတာကိုပဲစွဲနေအောင်မှတ်ထားဟုတ်ပြီကွာကိုကဘာလုပ်ရမလဲပန်ဝင်းကျင်ကိုတုံးချရမှာပေါ့ကွာအဲသူလိုက်ပြီးမင်းနာကိုရောက်ပြီးဆိုဘာမှမပြောနဲ့အသာလေးတိတ်တိတ်ငြိမ်ငြိမ်နဲ့အားရီကိုဆုထားအဲလူထူထူနားရောက်မှဆက်ခနဲ့ရက်ပြီး ။ဘာဖြစ်နေရလဲ။အတီလိုအော်လိုက်။ဒါအာကျုံအော်။တင်မဲ့မထားပဲမေဆိုးကကျုံအော်လိုက်တဲ့ဖြင့်တစ်ခတ်တုံအလုံးလန့်သွားကြသည်။မေဆိုးကတဟဲဟဲရှိနေ။အခုမင်းတို့လန့်တယ်လို့ဒီကောင်လည်းကြောင်ပြီးလန့်သွားလိမ့်မယ်။ပဝင်းချင်းကလူတွေကမင်းတို့လှမ်းပြီးအကြည့်မှာခက်တီတီသာထွက်လာခဲ့။ဒီကောင်မင်းနောက်လဲဆက်မလာရဲတော့ဘူး။သူ့ကိုဝိုင်းကြည့်နေတဲ့မျက်လုံးတွေကြောင့ အဲ့ကောင်အဲ့နေရာမှာ5စက္ကန့်တော့မနေရဘူး။လေရောဟုတ်ပြီလား။ဟာဟောနင်တို့ရှိနေတော့အော်ရဲတာပေါ့တယောက်တည်းဆိုအော်ရဲဘူးဖြစ်မှာဟုတ်ဘူး။အတိခက်ကလည်းဟာကိုလိုရှိနေတော့မင်းတောင်းအော်စရာမလိုတော့ဘူး။ကိုလိုအားလုံးကဝိုင်းတွယ်လို့ဒီကောင်ကအမွှေးဆုံးဘွားတောင်ဖြစ်သွားအောင်ပဲ။အခုကတယောက်တည်းအဲ့ဒါကြောင့်တယောက်တည်းကာကွယ်နည်းကိုမေးဆိုတာပြောပြနေရဟော။ချောစုကအမလို့အမပြနေဝင်းကပြောလေသည်။တိခက်ကစိတ်ထဲမှာ မင်းစုပြောနေတဲ့အစီအစဉ်ကိုလိုက်လုပ်ကြည့်နေမိ။တေချာရာကသူ့အော်ရဲမှာမဟုတ်။အဲ့ထားဟာနောက်တနည်းပြောလက်ကင်မောကပညာပေးတယ်လို့လေအေးအေးဆေးဆေးနဲ့ပြီးမှနီလန်းကောင်းလေးပြော။တင်ငယ်ချင်းသုံးယောက်ညီသွားကြပြန်သည်။တိခက်အတွက်သူတို့မှရှိသည်များညံအနီလေးညံအဝါလေးညံအပြားလေးထုတ်နေကြပြန်သည်။မနေ့ကလိုမျိုးသူမသိအောင်ရေးစားစားပေးသွားတာဆိုရင်တော့ကိစ္စမရှိ နောက်ကလိုက်ပြီးမြော့တွယ်တယ်လို့တွယ်ကက်ကစကားပြောခင်ရမှာကိုတော့တိခက်ကကြောက်တာအမှန်ပဲဖြစ်သည်မင်းလေးကကိစ္စအဆင်မပြေတဲ့ဖြင့်ဒီတစ်ချိန်တော့ပုံပြီးပြင်းပြင်းထန်ထန်စူးစမ်းလိမ့်မည်ဟုတိခက်စိတ်ထဲမှာသိနေသည်ကို့မှာနီလန်းကောင်းမရှိရင်ဒုက္ခဆွေတခုကြံပေးမယ်ကွာမေဆိုးနီးထက်တော့ပုံပြီးအိမ်နေရတယ်ထုံးစံတိုင်းပဲအမင်းသူ့ကိုယူမဆိုင်နဲ့အတူကြိုက်တာပြောပလိစေရှိတယ်လို့ကိုမထင်နဲ့ကွာ မတည့်ဘူးဟာအယူကိုမဆိုင်ဘူးအဲ့ဒါတော့ရှာတယ်ဒါမဲ့ကိုကလူများများရှိတဲ့နေရာကိုတော့အာသွားနေရမယ်အဲ့ဒါပထမအချက်ပဲဟာအလူများတော့ပိုပြီးရှက်စရာမကောင်းဘူးလားဟောမရှက်နဲ့လို့ဆွေပြောပြီးပြီလေလူများလေဆွေတို့အတွက်အခွင့်အရေးပိုရလေပဲတိလားတိခက်ကတစ်ချက်စဉ်းစားသည်ဒီ90ကောင်အနားရောက်လာရင်တိတ်ခက်မျက်စိထဲမှာဘာကူးမှမမြင်ရတော့ပတ်ဝန်းကျင်တစ်ခုလုံးပျောက်သွားတတ်သည် ဒါမဲ့စူးစမ်းရမှာပဲဟုတွေးရသည်ရှက်ဖို့ကောင်းတာငါမဟုတ်ဘူးဒီကောင်ဟုစိတ်ထဲမှာကုတ်ကုတ်ကိုအားပေးလိုက်ရသည်ဟုတ်ပြီကွာလူမင်းများရှိတဲ့နေရာကိုသွားမယ်ကဲဆွေကသဘောကျစွာပြုံး၍လက်ဖြောက်တစ်ချက်တီးလိုက်သည် ဟုတ်ပြီအတိလူတွေထဲမှာကိုနဲ့မျက်မှန်တမ်းမိတဲ့သူကိုအေးအေးဆေးဆေးရှာဓမ္မမဟုတ်ဆရာဆရာမတရားရောက်ကိုရှာ တွေ့တာနဲ့အဲ့ဒီလူရှိတဲ့နေရာကိုသွား ဒီကောင်ကယူမဆိုင်နဲ့အဲ့ဒီလူနဲ့အနီးဆုံးကိုရရင်လှမ်းပြီးနှုတ်ဆက်ပြီးတော့သွားစကားပြောဒါပဲဒီကောင်ဘာမှတန်နိုင်တော့ဘူးအဲကိုဧည့်တယ်လို့လုပ်မယ်ဆိုတာကိုဒါဒီကောင်ကြိုမသိစင်းနဲ့ Okay နော်အင်းဒီနည်းလေးကတော့မစိုးဘူးဟုတိခက်ကတွေ့ရသည်ဘသူမှမတွေ့ဘလို့လုပ်မလဲအတိခက်ကလည်းကွာတကယ်ချင်းဘသူမှမတွေ့လဲဆရာတယောက်ယောက်တွေ့ရင်ရပြီကွာမင်းနဲ့တိကြမလို့ကွာလက်နှုတ်ဆက်ပြီး အသာလေးလိုက်သွားပြီးရင်ရှင်းပြအားလုံးမင်းကိုနားလည်ပေးလိမ့်မယ်နောက်ဆုံးကုန်းကုန်းပြောမယ်ကွာဘယ်သူမှမတွေ့နီးရဒီပါတ်မန့်ထဲကိုဝင်သွားကွာအဲ့ဒီထဲမှာဝင်ချသွားတာနဲ့ဆရာမတွေရှိမှာပဲဒီကောင်ဆက်မလိုက်ရတော့ဘူးတိလားဆက်ကိုမလိုက်ရဘူးဒီလိုဆိုတော့လွယ်လေးပါလားတကယ်ကုမပြုံးရည်နိုင်သည်လက်နဲ့ပြည့်စုံတက်ဆင်ပြီးတော့စစ်သားတယောက်လိုလဲမိမိကိုယ်ကိုမိမိပို့၍ယုံကြည်လာမိသည်90ကောင်မင်းတက်တည်ရှင်လာကစားမှာ နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ